င်္ဂလာပါရှင်ရန်ကုန်ခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဗမော်မှာ KIA ကပြစ်ချခဲ့တဲ့ရဟတ်ရင်းနှစီကို drone အပါဝင်လက်နက်မျိုးစုံနဲ့တိုက်ခိုက်ခဲ့လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူကပြောပါရယ်။စစ်ကောင်စီရဲ့လုပ်ရကြအာဆီယံတိုက်ခါပြိုလဲပျက်စီးသွားပြီဆိုတဲ့သတင်းပါဝင်ရန်ကုန်ခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်မှာ KIA ကပစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟတ်ရင်နဲ့စီးကို drone အပါဝင်လက်နက်မျိုးစုံနဲ့တက်ခတ်ခဲ့လို့ KIA ပြောခွင့်ရပုံကိုဗိုလ်မှူးကြီးနော်ဘူးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မနေ့ကဗမော်စက္ကခ21ကိုလာတယ်စစ်ကောင်စီရဟတ်ရင်တစ်စီးကို drone တစ်စီးကအသေးကန်ဝင်တိုက်ခိုက်ခဲ့တယ်ရုပ်သံ video file တစ်ခုလူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပါရယ်အဲ့ဒီ video file ထဲမှာ ဒရုန်းနဲ့စစ်ကောင်စီရဟတ်ယာဉ်ကိုတိုက်ခိုက်တာဟာမှန်ကန်ချင်းရှိမရှိကိုရန်ကုန်ခေတ်သတင်းဌာနကဗိုလ်မှူးကြီးနော်ဘူကိုဆက်သွယ်မေးမြန်းရမှာတော့ဗိုလ်မှူးကြီးနော်ဘူကဒရုန်းအပါအဝင်လက်နက်မျိုးစုံနဲ့တိုက်ခိုက်ခဲ့လို့ပြောဆိုခဲ့တဲ့အပြင် ဒရုန်းနဲ့တိုက်ခိုက်မှုဟာလည်းမှန်ကန်တယ်လို့ဆိုပါရယ် KI ရဲ့ရှေ့တန်းသတင်းမြစ်တစ်ခုကလည်းအဲ့ဒီဗီဒီယိုဟာအစ်စ်မှန်ဖြစ်ပြီးဗမော်ဆက်ကခ21ကိုလာရောက်ပစ္စည်းချစင်မှာအသေးကံဘုံးနဲ့ရဟတ်ရင်ကိုထိထိမိမိတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်းထပ်လောင်းပြောဆိုပါရယ်မေလ20ရက်နေ့က KIA ကဗမော်စကက21ကိုလာတဲ့စစ်ကောင်စီရဟရင်စည်းကို ပြစ်ချနိုင်ခဲ့တာဖြစ်ပြီးတစည်းကတော့ရွှေကူမြို့နယ်တောထဲမှာမီးလောင်ပျက်စီးခဲ့ကမတာလောင်16လောင်းနဲ့လက်နက်14လက်ကိုရရှိခဲ့သလိုရွှေကူမြို့တပ်တွင်းအရေးပေါ်ဆင့်သက်ခဲ့တဲ့ရဟရင်ကိုလည်း KIA ကထပ်မံပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်တဆက်တည်းမှာပဲကချင်လွတ်လပ်ရေးတက်မလို့ KIA ကမေလ20ရက်နေ့မှာပြစ်ချလိုက်တယ် စစ်ကောင်စီရဲ့ရဟရင်မှာအိန္ဒိယနိုင်ငံထုတ်ဂျီကာရီတက်ဆင်ထားတာကိုတွေ့ရကြောင်းလက်လက်သုံးသက်ချက်တွေအစင်တစိုက်ရေးသားနေတယ်။ Tactical Raptor 2.0ကသုံးသက်ဖော်ပြလာပါတယ်။ KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့နယ်မှာပြက်ကျသွားတဲ့ MI-17 ရဟရင်မှာအိန္ဒိယကုမ္ပဏီ MKU ထုတ်ဂျီကာရီထပ်ပိုးတက်ဆင်ထားတာကိုရဟရင်မှာရရှိထားတဲ့အမှတ်တရအမှတ်သားတွေက တတ်သိခံနေရလို့လဲဆိုထားပါဗျ။ရုရှားကဝယ်တဲ့ရဟတ်ယာဉ်မှာ အတွင်းကန်းတွေအိန္ဒိယကုမ္ပဏီထုတ်ကြီးကားတွေထပ်ပိုးတက်ဆင်ထားတဲ့ပုံစံမျိုးဖြစ်တယ်လို့လဲ။ Tactical Raptor 2.0ကတောင်ဝန်ရှိသုံးသက်သူကရငုံခေတ်တည်တဲ့နာကိုပြပြပါဗျ။အင်းနီယာကုမ္ပဏီ MKU ဟာ KAVO အမည်နဲ့ Giga Blastic Protection Solution တွေကိုထုတ်လုပ်ပြီး Night Vision လိုမျိုးပစ္စည်းတွေကိုလည်း NDAO နာမည်နဲ့ ထုတ်လုပ်နေတဲ့ကုမ္ပဏီတခုလည်းဖြစ်ပါတယ်။ပြက်ကျသွားတဲ့ရဟတ်ယာဉ်မှာတက်ဆင်ထားတဲ့ပစ္စည်းတွေရထုတ်လုပ်တဲ့နှစ်ကအခု2025ခုနှစ်ဖေဖော်ဝါရီလလို့ရေးသားထားတာကြောင့် ပြက်ကြတဲ့ MI subset မှာအဲ့ဒီပစ္စည်းတွေတက်ဆင်ထားတာဟာမကြသေးဘူးလို့လည်းသိရပါဗျ။ဒါကြောင့်စစ်ကောင်စီနဲ့အိန္ဒိယ defense industry ကြောင့်ထဲထဲဝင်ဝင်ပတ်သက်နေတယ်ဆိုတာကိုထပ်မံမီမောင်းထိုးပြတဲ့ဥပမာတစ်ခုလည်းဖြစ်နေတယ်လို့ Tactical Raptor 2.0ကဖော်ပြထားပါဗျ။အိန္ဒိယအစိုးရဟာတရုတ်နီးတူမြန်မာနိုင်ငံရေးမှာတိတိကျကျဝင်ရောက်ဆက်ဖက်လာနေတာကိုလည်းတစတစနဲ့တွေ့မြင်လာနေရတာလည်းဖြစ်ပါတယ်။မေလ14ရက်နေ့ကလည်း တမူးပကဖအဖွဲ့ကတော်လန်ရဲဘော်စဲဦးကိုလည်းအိန္ဒိယနယ်ကြားဆောင်တပ်တွေကနေဖက်စီခေါ်ဆောင်တပ်ဖြတ်ခဲ့ပြီးအလောင်းကိုပြန်ပေးခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG အစိုးရကအိန္ဒိယအစိုးရအနေနဲ့စုံစမ်းစစ်ဆေးအရေးယူပေးဖို့တောင်းဆိုထားပါတယ်ရှင်။ဒီတကမှာတော့ အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုနဲ့ဆက်လက်ထိတွေ့ဆက်ဆံမှုစီစဉ်လှုပ်ဆောင်နေမှုပေါ်ကိုအာဆီယံတိုက်ခါကစစ်ကောင်စီရဲ့အောက်မှာတစစီပြိုလဲပျက်စီးသွားပြီလို့ Defend Myanmar Democracy အဖွဲ့ကပြောကြားလိုက်ပါတယ်။အာဆီယံရဲ့တိုက်ခါကစစ်ကောင်စီရဲ့အပြိုတမျိုးအလုပ်တမျိုး ကြောင်တော်လူရတွေအောက်မှာတစားစီပြိုလဲပျက်စီးနေပြီဖြစ်တယ်လို့လဲမေလ22ရက်နေ့က Defend Myanmar Democracy ကတရင်ထုတ်ပြန်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်စစ်ကောင်စီကိုနန္ဒကာကအကာအကွယ်ပြုနေတယ်ဘလို့တိုက်တဆိတ်တန်ခင်းတမန်ခင်းသူမဟုတ်ဂျားဝင်စစ်ဆက်ညှိနှိုင်းခြင်းတို့ကိုလုံးဝညှင့်ပယ်တယ်လို့လဲ Defend Myanmar Democracy ကဆိုထားပါတယ်စာတင်ကြောင်းတွေကိုပုံကျပြီးခလေးတငယ်တွေကိုရက်ဆက်ကြမ်းကြုတ်စွာတပ်ဖြတ်နေသူတွေကို တရားဝင်မှုမပေးနိုင်ဘူးလို့လည်း DMD ရဲ့ပြောရေးဆိုခွင့်ရှိသူကိုနော်အောင်ကပြောပါရယ်မလေးရှားနိုင်ငံကဥက္ကဋ္ဌဖြစ်ဥဆောင်ကျက်ပါမယ်46ကြိမ်များအာဆီယံထိပ်သီးအစည်းအဝေးအတွက်အာဆီယံကပြင်ဆင်နေစဉ်တွင်အာဆီယံအနေနဲ့စိတ်ရာဇဝတ်ကောင်တွေနဲ့ဆက်ဆံရေးအားလုံးကိုရပ်တန့်ရမယ်လို့လည်း Defend Myanmar Democracy ကထုတ်ပြန်ထားပါရယ်ရှင့် ပဲခူးတန်းတဲ့တဲ့ဘုတ်ကိုတက်ဆက်ပေးကြပါရယ်ပဲခူးတန်းအုပ်ဖို့မြို့နယ်မြောက်ချောကုန်းရွာမှာ ်စစ်မှုရမ်းခြင်းမပေးနိုင်တဲ့ပြည်သူတွေကိုစစ်တပ်ခေါ်ကဖမ်းဆီးမယ်ဆိုပြီးချင်းချောင်နေတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတန်းလွင်ကိုပြစ်ခတ်တိုက်ခိုက်ရကနေထေသွားပြီလို့တာရီကန်အမှတ်1တရင်တက်ခွန်း9ဂျိုးပင်ကောင်ဟီးရိုးပျောက်ကြားအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အုပ်ဖို့မြို့နယ်လှစင်အုပ်စုမြောက်ချောကုန်းရွာမှာစစ်မှုရမ်းခြင်းလို့ဆိုပြီးတအိမ်တော်ကိုငွေကျပ်3သိန်းပေးဖို့တောင်းခံပြီးမပေးနိုင်တဲ့ပြည်သူတွေကိုစစ်တပ်ခေါ်ကဖမ်းဆီးခိုင်းမယ်ဆိုပြီး အုတ်ချုပ်ရေးမှုတန်းလွင်က ပြည်သူတွေကိုချင်းချောင်နေရလဲဖြစ်ပါတယ်။အဲဒီလိုချင်းချောင်နေတဲ့အုတ်ချုပ်ရေးမှုတန်းလွင်ကို မေလ22ရက်နေ့တနင်္လာကတာလီကန်ရဲ့ဂွေးချောင်းကြီးအနီးကာလန်ပိုင်းမှာပြစ်ခတ်တက်ခတ်ရကနေတည်ဆုံသွားတာဖြစ်တယ်လို့လဲ။တာရီကန်အမှတ်တတရင်တက်ခွဲငါဂျိုးပင်ကောင်ဟီးရိုးပျောက်ကြားဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်။ပြည်သူတွေကိုအနိုင်ကျင့်စစ်မှုမဖြစ်မနေထမ်းခိုင်းနေတဲ့အုတ်ချုပ်ရေးမှုတွေကို နေရမဆိုင်တုတ်တင်ရှင်းလင်းသွားမယ်လို့လဲတာရီကန်အမှတ်1တရင်တခွဲငါဂျိုးပင်ကောက်ဟီးရိုးပြောက်ကြားအဖွဲ့ကတတိပေးပြောဆိုထားပါတယ်ရှင်။ တစ်ဖက်ကမကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှာလည်းပြည်သူတွေစီကနေစစ်မှုရမ်းကြီးအတင်းအဓမ္မကောက်ခံနေတဲ့ဂွေးတော့ခုံကြေးရွာကအမှုပွဲစားရဲခိုင်ဆိုသူကိုပြစ်ခတ်တက်ခတ်ရကနေတိတ်ဆုံးသွားပြီလို့မကွေးပြောက်ကြားတက်တာဝန်ခံကိုကံကြီးမောင်ကပြောပါရယ်မေလ20ရက်နေ့နေ့လယ်12နာရီခွဲလောက်က သူ့ရဲ့နေရင်တွေကိုဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။အမှုပွဲစားရဲခိုင်ဟာအကြမ်းဖက်ရဲတွေနဲ့ပူးပေါင်းကရရဲရွာရေးပြဿနာတွေကို မတရားအမှုဖွင့်စားသလို အုတ်ချုပ်ရဲမှုပြန်လွားတဲ့အတူပြည်သူတွေစီကနေစစ်မှုထမ်းကြီးတွေကောက်ခံနေတာကြောင့်အခုလိုရှင်းလင်းကြတာလည်းဖြစ်ပါတယ်။ဂွေတော်ခုံကြေးရဟာပရက်ကျဲရဲစခန်းနဲ့အနီးကပ်ဆုံးမှာရှိနေပြီးပြူစောတီတင်နန်တယောက်ထားသူခုနှစ်ဦးရှိနေလို့လည်းဆိုထားပါတယ်။ပြူစောတီတွေစစ်ကောင်စီခန့်အုတ်ချုပ်ရဲမှုတွေဒလန်တွေပြည်သူစစ်တွေ ထွေအုပ်ဝန်ထမ်းတွေနဲ့သက်ဆိုင်ရာဝန်ထမ်းတွေအနေနဲ့လည်းပြည်သူကိုမျက်နှာမမှုပဲဆက်လက်ဆုပ်ရနေရင်ရှင်းလင်းသွားမယ်လို့လည်းမကွေးပြောက်ကြားတက်တာဝန်ခံကိုကံကြီးမောင်ကအသိပေးပြောဆိုထားပါတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ မွန်ပြည်နယ်မော်လမြိုင်တန်ပြူစရလမ်းမကအမတ318တရင်းကိုတိုက်ခိုက်ခဲ့ခဲ့ရမှာစစ်သားတအုပ်ဟာတေဆုံပြီး9ဦးဟာထိခဲ့ဒဏ်ရာရရှိခဲ့တယ်လို့မွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NNSCAD ကတည်င်းထုတ်ပြန်ထားပါတယ်မေလ20ရက်နေ့နေ့လယ်12နာရီလောက်မှာတန်ပြူစရလမ်းမကြီးပေါ်ကမူတုံမျိုးနဲ့ရောင်းထောင်းကျေးရွာအနီးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမတ318တရင်ကိုတော်လန်တဖွဲ့ဝင်ကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါး။အဲ တိုက်ခိုက်မှုတွဲမှာအပြန်အလှန်ထိတွေ့တိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်သားတဦးဟာတေဆုံးခဲ့ကာ9ဦးခန့်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။အေတိုက်ခိုက်မှုကိုမွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြက်ရေး NMSB AD အဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီးတိုက်ပွဲတွဲမှာတော်လန်ရဲဘော်တဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါအားဖြင့်ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမညပါ